ဒီနှစ်ဘောလုံးရာသီမှာပရီးမီးယားလိချန်ပီယံစုကိုအာစနယ်သင်းရရှိဖို့ယုံကြည်နေတဲ့တီယာရီအွန်ရီနဲ့လီဗာပူးပရိသတ်တွေနဲ့သူ့ရဲ့ကြားထဲမှာ မီဒီယာတွေကပွဲစုအောင်လှုပ်ပေးနေတယ်လို့ပြောကြားလိုက်တဲ့အီဘရာဟီမာကိုနာတီမင်္ဂလာပါဗျာကိုခိုင်းစတာဖုတ်ဘောရှိုကနေကျေးဇူးပါတယ်ကျွန်တော်ကိုခတ်မှာ ဒီဗီဒီယိုလေးမှာကတော့ TRI Onri Ibrahim Gonate ရဲ့ပြောစကားတွေကိုပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ TRI Onri ရဲ့ပြောစကားပေါ့နော်။မူရင်းတရင်းမြစ်က Now Arsenal ဖြစ်ပါတယ်။နောက်ဆုံးတော့ကျွန်တော်တွေ Champion စုကိုတကြောပြန်စွခူးနိုင်မဲ့ရာသီကို ရောက်ရှိလာခဲ့ပြီလို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်ကတော့ Arsenal နဲ့အတူရှိနေပါမယ်လို့ပြောသွားခဲ့တာပါ။ဆိုတော့အသင်းရဲ့ဂန်ဝင်ကစားသမားတယောက်အနေနဲ့ ဒီရဒီမှာအာစနယ်အသင်းဆွမ်းဆောင်ရည်ဒီပေါ်အပြည့်အဝယုံကြည်ထားတယ်ဆိုတဲ့သဘောမျိုးပဲဒါကအွန်ရီတွေမဟုတ်ဘူးကစားသမားတော်တော်များများတခြားသင်းက legendary တွေလည်းဒီနှစ်ဘောလုံးရဒီမှာအာစနယ်တခုခုလုတ်ပြမယ်လို့သူတို့ယုံကြည်နေကြတယ်တလောတော့ပဲရူနီရဲ့အထမမှုပေါ့နော်မက်ဆီဒီနဲ့အာစနယ်နှစ်သင်းကပူဆွဲဖို့ရည်ပန်းအစားဆုံးဖြစ်တယ်ဒီနှစ်သင်းပဲပူဆွဲမယ်လို့ထင်ပေမဲ့အာစနယ်ကတော့တတပူပူရှိတယ်လို့သူပြောခဲ့တယ်တခြားတခြားသောသူတွေလည်းအများကြီးပါအားလုံးလည်းသိမှာပါ short မှန်တော့လေမှန်တယ်အာစနယ်သင်းဒီ ပရီးမီးယားလိဖလားမရတာနှစ်ပေါင်းအားဖြင့်22နှစ်ကြာနေပြီသူတို့ဒီဖလားကိုဒီနှစ်ဘောလုံးရာသီမှာမှမရရင်နောက်လာမယ့်ဘောလုံးရာသီတွေမှာရဖို့မလွယ်တော့ဘူးဗျအခုနောက်ဆုံးကစားခဲ့တဲ့ဘောလုံးရာသီ300ရာသီမှာအာစတေဒီအကောင်းဆုံးတိုက်တဲ့ reason ပြိုင်ခဲ့ပေမဲ့တိုက်တဲ့ challenger တယောက်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးချိန်ကမှသူဒုတိယနဲ့ပဲကျင်နက်ခဲ့ရတယ်အဲ့တော့ကြောင့်400ဒီမြောက်မှာခရွန်ကီတို့အုပ်စုကအမှားရင်းလုံးဝမခံတော့ဘူး အန်ဒရီးယားဘာတာလိုအရေးသွေးမြင့်တဲ့ sporting director တယောက်ကိုခေါ်ပြီးကွင်းတွင်းကွင်းပြင် sporting မှန်သမျှထောက်လျှောက်လုပ်ပေးခဲ့တယ်။အဲ့ဒီနေ့ရာသီမှာအတေတာပွင့်လင်းပြောပြစင်ကြီးပေးလို့မရတော့ဘူးပြီးခဲ့တော့ဘောလုံးရာသီမှာလွန်ရမပြေလို့ဒံရရကစားသမားတွေများနေလို့လို့စင်ကြီးပေးနိုင်တယ်။ဒီနေ့ကျတော့ကဲဂေဘရီယယ်မာဂါယစ်နာသွားလာရောအမအင်ကပီယမင်းတော့အင်ကပီယဆိုရင်ဒါ ဂီဘရီယယ်မခါဟီးစ်တဲ့တိတ်မကွာတော့တဲ့ level မျိုးရောက်နေတဲ့ကစားသမားဂျန်တဲ့နေရာတွေမှာလည်းဂျန်တဲ့ကစားသမားတွေအပြည့်အဝကိုခေါ်ထားတာအိုဒီကက်မကောင်းလားရော့အဇီးသုံးအဇီးဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲပရီးမီးယားလိမှာအကောင်းဆုံး player တစ်ယောက်ပဲအဲ့တို့ကြောင့်အာတေတာဒီဒီနှစ်မှာတော့ EPL ဖလားကိုမရရအောင်ယူပေးရတော့မယ်ကျွန်တော်ပြောရှင်းလေးမရရအောင်ကိုယူပေးရတော့မယ်ဆိုတော့မရရအောင်ယူပေးပေမဲ့မရတာလည်းဖြစ်နိုင်တယ်မရရင်တော့အာတေတာရဲ့နီးပြရာထူးတနေရာပါ ိတ်ပြီးမသေးကြတော့ဘူးလို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့အာစနယ်နေနဲ့အခွင့်အခါတင့်ပြီပေါ့နော်အချိန်တန်ပြီလို့ထင်တယ်အာတီတာမှာအရေးသွေးကောင်းနေအများကြီးရှိပါတယ်သူအဲ့ဒီဖလားမရတာလေးတစ်ခုနဲ့ပဲအာတီတာကိုပြည့်စုံတဲ့နီးပြတယောက်လို့ပြောဖို့ခက်ခဲနေတာကျန်တဲ့အပိုင်းနေမှာအကုန်လုံးသူတက်တည်ပြခဲ့ပြီးပြီကစားသမားတွေဟိုမြေတောင်မြောက်ပြီးတယ်ကစားပုံအခင်းချင်းကစားကွက်အခင်းချင်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်သူ့လက်ထက်မှာတန်ကြီးမြင့်လာတဲ့ကစားသမားတွေလည်းတပုံတစ်ခေါင်းကြီးပြိုင်ပွဲတိုင်းကိုနော် level တစ်ခုအနေထားတိရအောင်စွဲဆောင်ပေးခဲ့တယ်ဒါတွေကနီးပြကောင်တယောက်မှရှိသိရှိတိုက်တဲ့အရေးသွေးအရေးချင်းတွေပဲဒါပေမဲ့စကားကပ်ပြောတဲ့အခါကျတော့မင်းဖလားမမရတာကွာဆိုရင်တော့အဲ့ဒီလိုမျိုးစကားကပ်ပြောခြင်းတွေကကျွန်တော်လူကေမာတယ်မဟုတ်ဘူးသူတို့နိုင်ငံတွေမှာလည်းတကယ်ပြောကြတယ်ဒါလည်းမှန်တာဘူးဘလောက်ပဲအောင်မြင်တယ်ပြောပြောဒါကျွန်တော်ရတဖက်ကနေပြန်ပတ်ပြီးတော့မခံကျင်လို့သူတို့ဘိုင်ဘိုင်လုံပေးခဲ့တယ်ဆိုပြီးထောက်ပြတာပဲရှိတယ်အတိတ်က တက်တည်ပြရမှာဖလားရရှိခြင်းပဲအဲ့ဒါကြောင့် Onry ပြောသလိုမျိုးပဲ DR DR Arsenal တို့အကောင်းဆုံးအခြေအနေတွေဖန်တီးပေးထားတဲ့ယာတီဖြစ်ပါတယ်ယုံလဲယုံကြည်ခြင်းစရာပဲလက်ရှိအချိန်မှာ Arsenal အသင်းဒီအမပေးစရာရဲ့ထိတ်ဆုံးမှာဥဆောင်နေတဲ့တိုင်ပတ်အသင်းတွေချေချော်မဲ့အနေထားမျိုးလေးတွေအများကြီးတွေ့ရတယ်ဒါမဲ့တခုတော့သတိထားမယ် Man City Man City ဒီမထင်ထားတဲ့အခြေအနေရတယ်ဒီယာဒီမှာအကောင်းဆုံးအင်အားတစ်ခုနဲ့ရှေ့လန်းလာတဲ့အတွက်ကြောင့် ်ပြီးခဲ့သော100ဒီကျော်ကမန်စီးတီးနဲ့အာစနယ်နှစ်သင်းနဲ့ပြိုင်တဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်အာတီတာအနေနဲ့ပပနဲ့နဲ့နဲ့800ဒီကတင်ငန်းသားတွေကိုယူပြီးအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့ပဲမျှော်လင့်ပါတယ်ကျွန်တော်လဲအွန်နရီတို့ရူနီတို့နဲ့ အတွေးမြင်ခြင်းတူပါတယ်။ဒီဟာတွေကသူတို့အတွက်အခွင့်အခါသင့်နေပါ යි ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးပွဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Big Boss ဒီမှာ iBot ခွန်ရှိကို9တလုံးမစ်နဲ့မောင်း96တို့ကို Member တစ်အပူစုခြင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 89 669 440ဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်။ကဲဒီတစ်ခေါက် Ibrahim Konate ရဲ့ပြောစကားလေးကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်။ကျွန်တော်တို့စာချုပ်တိကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားဆောင်ရွက်နေပါတယ်။ဒါပေမဲ့ ရှုပ်ထွေးတာကမီဒီယာတွေမှာပြောနေတဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအကုန်လုံးကိုပြောပြလို့မရဘူးဆိုတာပါပဲတခါတလေမှာကျွန်တော်မြင်တွေ့ရတဲ့အရာတွေက"အိုးဖခင်သူတို့ကအသေးသေးအချက်လက်တွေကိုတေချာလဲမသိဘဲနဲ့လီဗာပူးပရိသတ်တွေနဲ့ကျွန်တော်ကိုပြဿနာဖြစ်အောင်လှုပ်ပေးနေတာလားလို့တောင်တွေးမိပါတယ်။ဘာဖြစ်ဖြစ်အရေးကြီးဆုံးကလီဗာပူးမှာ ကျွန်တော်ပျော်ရွှင်နေပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ ။မူရင်းသတင်းမြစ်ကတော့ Telefootball ပါ။ဆိုတော့ကျွန်တော်လဲသတင်း society တွေကလာခဲ့တဲ့သူဖြစ်တဲ့အခါကျတော့ဘောလုံးသတင်းရဲ့ flow ကိုကောင်းစွာနားလည်သဘောပေါက်တယ်။ပြင်ပတချို့သတင်းတွေနဲ့ဘောလုံးသတင်းတွေနဲ့ကအကွက်ပြမှုလေးတွေရှိတယ်ဗျ။ပြင်ပသတင်းဌာနတွေမှာမလျော်ကန်တဲ့သတင်းမဟုတ်မမှန်တဲ့သတင်းတွေကိုတွားရေးလို့မရဘူး။ထပ်ပါတော့ တကယ်မီးမလောင်ဘဲနဲ့ဘယ်ရက်ကွက်ဘယ်အဆောက်ဦးကမီးလောင်နေဆိုရင်သက်ဆိုင်တဲ့မြို့နယ်ရက်ကွက်ရဲ့တာဝန်ရှိသူတယောက်ယောက်ကအမှုပွင့်ပြီးတိုင်တန်းမယ်ဆိုရင်တိုင်တန်းလို့ရတယ်ဒါပေမဲ့ဘောလုံးသတင်းတွေကြတော့အဲ့လိုမဟုတ်ဘူးဖော့သတင်းတွေနီးစက်ရသတင်းတွေလက်ဆင့်ကမ်းပြီးပြောတဲ့သတင်းတွေများတယ်တချို့ကလည်းတကယ်မှန်ကန်တယ်ဒါပေမဲ့ဒီသတင်းတွေကိုသူတို့ကမှန်ဤမာဤပြောလို့မရဘူးဆိုတာအရေးကြီးတဲ့အတွက် controversial ထားတာသတင်းတချို့ဒီဘောလုံးသမားတွေရဲ့ ဈေးကွက်တန်ဖိုးကိုစွဲတင်တာရှိတယ်လို့ဈေးကွက်ကိုလည်းအဲ့လိုကြောက်အောင်လုပ်လိုက်တာမျိုးတွေလည်းရှိတယ်။ထားပါတော့ဗျာ။အီဘရာဟီမာဂူနာတေရဲ့စောက်တတန်တိုးဖို့သူကစူးစမ်းနေတယ်။ဒါပေမဲ့အစောက်တတန်မတိုးတော့လီဗာပူးကမပျော်တော့ဘူး။အဲ့လိုမျိုးတွေဖြွားပြီးရေးတဲ့အခါကျတော့အီဘရာဟီမာဂူနာတေရဲ့တန်ကြီးတွေကတဖြည်းဖြည်းနည်းနည်းလာတယ်ပေါ့နော်။အလွယ်တကူခေါ်လို့ရမယ့်အခြေအနေမျိုးရောက်တဲ့အထိရေးတဲ့ပုံစံမျိုးတွေလည်းရှိတယ်။တချို့ကျတော့လည်းကစားသမားတန်ကြီးမြင့်အောင်ရေးတဲ့ပုံစံမျိုးတွေလည်းရှိတယ်။ထားပါ။ အခုအီဘရာဟီမကူနာတီပြောကြားချက်အရာတော့ तू ကဒီတိုင်းနေတာမဟုတ်ဘူး Liverpool နဲ့ South Tottenham တို့ဘူးစူးစမ်းမှုလေးတော့ရှိနေတယ်။ဒါမဲ့ South Tottenham တိုးတယ်ဆိုတာလည်းထင်တယ်လို့မလွယ်ဘူးဗျ။ဟာဒီကောင်ဘာဖြစ်လို့လက်မှတ်မထိုးတာလဲ South Tottenham တိုးလိုက်ရင်ပြီးတာပဲဆိုတာကျွန်တော်ကဘေးမြင်နေပြောနေတာပဲရှိတယ်။တကယ်လက်တွေ့မှာသူ့အတွက်ဘလောက်အကျိုးမြတ် benefits တွေပေးမှာလဲ။ဘလို့ပုံစံမျိုးနဲ့လောက်ခပမာဏကိုပေးမှာလဲ။တရားဒီ bonus ပမာဏကဘာတွေရှိလဲ။တခြားသောအကျိုးခံစားခွင့်ကဘာတွေလဲ။ဒါကကစားသမားဘက်က ောင်းဆိုမဲ့အပိုင်းနေအတင်းဘက်ကကြတော့လေဘယ်ကစားသမားကတော့ဒီလောက်အမောင်းပမာဏပေးထားတယ်ငါတို့ရဲ့ policy ကတော့ဒီလိုဒီလိုရှိတယ်အမင်းကိုဘလို့ဘလို့သုံးမယ်စတဲ့အသေးသေးအချက်လက်တွေကများပြားတဲ့အတွက်ကြောင့်ကဲရော့ထိုးပြီးကွာလက်မှတ်စောက်တတန်းတိုးပြီးကွာလက်မှတ်ဆိုပြီးလုံးလုံးမရပါဘူးအချိန်ကာလအတိုင်းအတာတစ်ခုထိစောင့်ကြည့်ရပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်